ောင်းပဲမင်္ဂလာပါဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့မိတ်ဆွေတို့ရုပ်ရှင်တွေဝတ္ထုတွေထဲမှာမကြာခဏမြင်နေတွေ့နေရတဲ့အကြောင်းအရာတစ်ခုပါတချို့သော နေရာတွေသားတွေမှာဒါအခုအချိန်ထိရှင်နေသေးတယ်လို့ယုံကြည်လက်ခံထားစေလေဖြစ်ပါတယ်ဒါကတော့ဆုံးမဲဖြစ်ပါတယ်ဆုံးနေကဝေးတွေဆိုတာဘာကိုခေါ်တာလဲဘယ်ခေတ်ကာလမှာဒီလိုအတုံးတုံးတွေကစတင်ခဲ့တာလဲ ပုံမှန်လူသားတယောက်နဲ့မတူဘဲဘလို့စွမ်းအားတွေရှိရလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားပါမယ်။ဗီဒီယိုမစတင်ခင်မှာမိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Like ရင် Subscribe လုပ်ပေးခဲ့ကြပါအောင်ခဗျာ။ကဲဒါဆိုရင်စတင်လိုက်အောင်ဗျာ။ Chapter 1ဆုံးဆိုတာဘာလဲ။ဆုံးဆိုတာကတော့တဏှာရင်နဲ့ယုံကြည်မှုတွေထဲကအကြောင်းအရာတစ်ခုပါ။ ဆုံးစုတဲ့စကလုံးကိုကြားလိုက်မယ်ဆိုရင်မိษွေတို့ဘလို့ပုံမှန်တံကို ပြေးမြင်ကြမှာလဲဟုတ်ပါတယ်မိษွေတို့ထင်သလိုပါပဲသပင်ရှိရှိညစ်ပေပြီးအဝဲအစားဖယူပရဲနဲ့အသက်ကြီးကြီးအမျိုးသမီးတရပုံတံမှာယခုအချိန်ထိရွာဘက်တွေမှာစုံမြူတယ်စုံကစားတယ်ဆိုတဲ့အယူဟာအခုအချိန်ထိရှိနေပါသေးတယ်ခမီတိုးတက်နေတဲ့အနောက်တိုင်းနိုင်ငံတွေမှာတော့ ဆုံးဂဝေရီနဲ့ပတ်သက်တဲ့ရုပ်ရှင်ကားတွေရိုက်ကြတာဟာလေတူနဲ့ဒေးပါပဲဆုံးဂဝေရီဆိုတာဟာဒိဗန်နီးယအဖြေရှာလို့မရနိုင်သေးတဲ့အရာတွေတည်းကတခုလို့ဆိုရင်လည်းမမားပါဘူးအနောက်တိုင်းနိုင်ငံတွေမှာကျင်းပနေတဲ့ဟော်လိုဝင်ပွဲတော်ဆိုတာဆုံးဂဝေရီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ရိုးရာရှင်ကြီးမှုဓလေ့တခုဖြစ်ရှိနေတာကို မိတ်ဆွေတို့ကြည်ချင်းအဖြစ်ဆုံးတွင်နဲ့ပတ်သက်တဲ့ယုံကြည်မှုဟာ အရှိတောင်အာရှနေမကပဲတကဘာလုံးတိုင်းတာနဲ့ဘလောက်တောင်ယုံကြည်မှုပြင်းထန်ခဲ့ကြတယ်လဲဆိုတာကိုသိနိုင်ပါတယ်မြမရိုးရယုံကြည်မှုဓလိမာလဲစုံအမျိုးအစားများစွာ ရှိပါတယ်အဲ့ဒီထဲကမှစုံလေးမျိုးနဲ့ပတ်သက်ပြီးကျွန်တော်အချင်းချုပ်လေးရှင်းပြပေးသွားပါမယ်နံပါတ်1ဘေရင်စုံဒီစုံအမျိုးအစားကတော့ဘေရင်ကနေတဆင့်လူတယောက်ရဲ့အတိတ်ဖြစ်စုတ်ပံ အနာဂတ်သုံးခုစလုံးကိုတည်မြဲနိုင်စွမ်းရည်ရှိပါတယ်ဒီလိုစွမ်းရည်ကြောက်ပဲလူအများရဲ့ချစ်ခင်မှုကိုရရှိတဲ့စုံလေဖြစ်ပါတယ်နံပါတ်1စေစုံဒီစေစုံမျိုးစားကတော့တဘာဝကရရှိတဲ့အပင်တွေအရွက်တွေအမြစ်တွေကနေလဲစေးလဲလုံနိုင်တယ်လို့အစိတ်လဲလုံနိုင်တဲ့စွမ်းရည်ရှိပါတယ်အောင်မြတ်သာဇလန်းတွေကစေကဝေးဆိုတာဟာ စေးဆုံးကိုခေါ်တာပါနံပါတ်3စိတ်လေဆုံးဒီဆုံးမျိုးရဲ့စွမ်းအားကတော့လူတယောက်ရဲ့စိတ်ကိုလိုတလိုထိမ့်ချုပ်နိုင်တဲ့စွမ်းရည်ရှိတာပါဒီလိုမျိုးစွမ်းရည်ရှိမယ်ဆိုရင်တော့သူမထွက်မသွားအောင်တားနိုင်ခဲ့မှာတေးကြပါတယ်နံပါတ်4အိမ်မက်ဆုံးအိမ်မက်ဆုံးဆိုတာဟာလူတယောက်ရဲ့အိမ်မက်ထဲကအကြောင်းအရာတွေကိုပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိပါတယ် ညဘက်ကလေးတွေလန်နိုးပြီးငိုတာအိမ်မက်ဆုံးကြောက်ဆိုတဲ့အယူအဆဟာကြီးလက်ဒေသတွေမှာအလွန်ကိုကြကြပြက်ပြက်ယုံကြည်လာခဲ့ကြတာပါလီယိုနာရိုရဲ့ Inception ကားကတော့အိမ်မက်ဆုံးရဲ့စွမ်းရည်တချို့ကိုမြင်ရနိုင်တဲ့ကားမျိုးပါ Chapter 2ဆုံး The Wish ဆိုတဲ့အခေါ်ဟာဘယ်ချိန်ကပေါ်ပေါက်ခဲ့တာလို့ထင်ပါတယ်လေဒါနဲ့ပတ်သက်တဲ့တမိုင်းကြောင်းကိုပြောပြပေးပါမယ်။ ဆုံးဆိုတဲ့အခေါ်ဝေါ်ကိုခရစ်တော်မပေါ်မီ BC 900လောက်ကစတင်ခဲ့တာပါအတော်ကိုရှေးကြတယ်လို့ဆိုရမှာပါဟိန္ဒူရိုးရာယဉ်ကျေးမှုအရမောပညာလုတ်တက်သူတွေလို့ခံယူရပြီးဝိကာဝီစီလို့ခေါ်ခဲ့ကြတာပါဥရောပနိုင်ငံတွေမှာတော့ဒီထက်နောက်ကျပြီးမှပေါ်လာတယ်လို့ရှာဖွေတွေ့ရှိရပါတယ်အေဒီ890ကိုရာစုလောက်မှာအိုးအင်္ဂလိပ်စကားလုံးတွေနဲ့ ပထမအဦးဆုံးမှတ်တမ်းတင်ထားတာကို တွေ့ရှိရပါတယ်။အေဒီ900ကနေအေဒီထနေရလောက်အထိဥရောပနိုင်ငံတွေမှာဆုံးတွေကို မကောင်းတဲ့အရာလို့မမြင်ကြသေးပါဘူး။ဆုံးဆိုတာဟာပုံမှန်လူတွေတက် စေပညာကို နားလေသူတွေလို့သာလက်ခံပြီးရှင်တွဲနေတိုင်းခဲ့ကြတာပါ။အေဒီ900ကနေအေဒီ1400ကြားမှာတော့ဘာသာရေးဆိုင်ရာရောရှမ်းမှုတွေနဲ့အတူ ဆုံးဆိုတာဟာမကောင်းတဲ့အရာစေတံနဆိုးတွေလို့မြင်လာခဲ့ကြပါတယ်။တမိုင်းဆိုင်ရာမှတ်တမ်းတွေအရာအေဒီ1324ခုနှစ်မှာအိုင်ယာလန်နိုင်ငံသူအဲလစ်ကတလာဟာဆုံးမတယောက်ဖြစ်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့အရှင်လက်လက်မီရှုအသက်ခံခဲ့ရပါတယ်။မှတ်တမ်းတွေအရာဒါဟာပထမဦးဆုံးဆုံးဆိုပြီးဆွဆွဲခံရသူပါ။အေဒီ1400နောက်ပိုင်းတွေမှာတော့ စုံတွေကိုအမိုက်လိုက်တပ်ဖြတ်မှုတွေဟာပုံမူကျေပြန့်လို့လာခဲ့ပါတယ်။အေ1486ခုနှစ်မှာမလီရဲ့မလီဖီကာရန်ဆိုတဲ့စုံတွေကိုဘလို့ဖမ်းရမယ်ဘလို့မျိုးတက်ရမယ်ဆိုတာတွေပတ်သက်ပြီးစာအုပ်ထုတ်ဝေခဲ့တဲ့အထိပါဒီလိုတပ်ဖြတ်မှုတွေဟာဥရောပတိုက်ကနေအမေရိကတိုက်တိလွန်မှုလို့လာခဲ့ပါတယ်ဒီလိုအသက်ခံရသူအားလုံးရဲ့80ရာခိုင်နှုန်းဟာအမျိုးသမီးတွေကြီးပဲဖြစ်ပါတယ် ဧရီ1900ကနေဧရီ1900အထိစုစုပေါင်းအမျိုးသမီး4000ကနေ6000အထိအသက်ခံခဲ့ရတယ်လို့စတန်တွေကသိရပါတယ်။တော်ကိုစိတ်မကောင်းစရာပါ။ဒိဗ္ဗံပညာထုံးကားမှုအစဧရီ1900နောက်ပိုင်းတွင်မှာတော့စုံစိုးတာတကယ်မရှိဘူးဆိုတဲ့တတ်သေးတွေနဲ့အတူတပ်ဖြတ်မှုတွေကိုရပ်တန့်လိုက်ကြတာပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရကြောက်ပဲဟွတ်ဆိုတဲ့စကလုံးဟာအမျိုးသမီးတွေရဲ့ကိုယ်ပိုင်စကလုံးတော်ဖြစ်လာခဲ့ပါတယ်။ ချက်ပရာသူရီဆုံးလို့ပြောလိုက်မယ်ဆိုရင်မိษွေတို့အနေနဲ့အမျိုးသားတွေကိုပြေးမမြင်ပဲအမျိုးသမီးတွေကိုဒါဘာကြောင့်ပြေးမြင်ကြတာလဲဒီအရာနဲ့ပတ်သက်ပြီးအနေငယ်ရှင်းပြပေးပါမယ်သိပ္ပံပညာမထုံးကားမီ AD 1900ရဲ့အစောပိုင်းနှစ်တွေဟာဘာသာရေးအစွန်းရောက်မှုဆိုရိုးစကားတွေနဲ့လက်ဆင့်ကမ်းလာတဲ့အိယာဝင်ပုံမြင်တွေဟာလူမှုဘဝရဲ့ဥပဒေလို့ဆိုရမှာပါအဲ့ခေတ်အဲ့အခါမှာ အမျိုးသမီးတွေဟာဖန်တီးနိုင်စွမ်းနဲ့ဖြည့်ဆည်းနိုင်စွမ်းနှမျိုးလုံးရှိသူတွေလို့ခံယူထားကြပါတယ်။ရာစုနှစ်များစွာလူအဖွဲ့အစည်းဟာအမျိုးသားဗဟုပြုလူအဖွဲ့အစည်းသာဖြစ်ပါတယ်။ဒါကြောင့်ပဲအမျိုးသမီးတွေဟာလူအဖွဲ့အစည်းမှာ ထိန်းချုပ်ဖို့ခက်ခဲတဲ့မကောင်းဆိုးဝါးဆိုတဲ့အယူအဆဟာတော်တော်ကိုကြကြပြပြရှိခဲ့တာပါ။မျိုးသမီးတွေမှာအစစ်စစ်လက်ဆင့်ကမ်းလာတဲ့လှုပ်ဝက်အတတ်ပညာတွေရှိပါတယ်။ဒါကတော့အမျိုးသမီးတွေမှာဖြစ်လေဖြစ်တာရှိတဲ့ ယောဂါတွေကိုကုသနိုင်တဲ့စေကောင်းနည်းလမ်းတွေပါဒီလိုနည်းလမ်းတွေကြောက်ပဲမျိုးသမီးတွေဟာလူတွေကိုဒုက္ခပေးနိုင်တဲ့နည်းလမ်းတွေကိုလက်ဆင့်ကမ်းလာခဲ့ကြတယ်ဆိုပြီးတော့ဆွဆွဲခံခဲ့ရတာပါတီးနံအထက်နေတာမိုးခေါင်တာတွေဟာစုံနေကြောက်ဆိုတဲ့တပတ်သက်ဆွဆွဲမှုတွေနဲ့အတူမုံတရားတွေဟာတဖြည်းဖြည်းတိုးပွားလာပြီးနောက်ဆုံးတပ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့အထိပါပဲမြမရိုးရာယုံကြည်မှုတွေထဲမှာလည်း ဒါသမီးမရတာခလေးတည်ဆုံးတာအမျိုးသမီးတယောက်တည်းနေတာဟာ ဆုံးမတယ်လို့အတမတ်ခံခဲ့ရသူတွေပါဒီလိုယုံကြည်မှုဟာကဘာတဝန်းကတချို့သော နေရာဒေသတွေမှာယနေ့အချိန်လေးရှိနေသေးပဲဆိုတာကိုတင်ပြရင်းနဲ့ဆုံးဆိုတဲ့ဇလန်းကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်